အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတိအားလုံးမင်္ဂလာပါဒါ Inter Miami ရဲ့ FIFA Club World Cup ပြိုင်ပွဲကတော့တကယ်ကိုဒါမထင်မှတ်တဲ့အခြေအနေကနေအပြောင်းလဲတွေဖြစ်လာပြီးရှုံးထွက်နောက်ဆင့်ကိုတတ်ဖို့အကောင်းဆုံးအခွင့်အရေးဖြစ်လာတယ်ဆိုတော့အခုသူတို့ပထမပွဲတုန်းကတော့ Egypt Champion ဒါ AR League အသင်းနဲ့ရင်ဆိုင်ရတဲ့ ပထမပိုင်းမှာသူတို့ struggle ဖြစ်တယ် penalty ပေးရတယ်ကိုသမား ustari ကောင်းတယ်ဒုတိယပိုင်းမှာသူတို့တော်တော်လေးပြန်ကောင်းအစားကဲပြီးပွဲက အဆုံးသတ်မှာတေးကြတယ်အဲ့ပွဲမှာတည်းကလီယိုမက်ဆီဟာဂိုးရနိုင်မဲ့ chance တွေရှိခဲ့ပေပေနောက်ဖက်ကိုသမားကလည်းအပြန်အလှန်ကောင်းသွားတယ်တော့တမတ်တဲ့ခြေနဲ့ရတယ်အဲ့ဒီမှာပိုတိုကပါမီယက်စ်ကိုတည်ချထားတယ်ဆိုတော့အင်တာမိုင်ယာမီနဲ့ဒီပွဲမှာကျွန်တော် အားလုံးတည်ထားပြီးသားပိုတိုက ဒါစပိုတင်လစ်စပွန်တို့ဘန်ဖီကာတို့နဲ့အတူပေါ်တူဂီလီမှာအနည်းဆုံးအဆင့်၃မှာရှိတဲ့ချန်ပီယံလိပြိုင်ပွဲတွေကိုအများအားဖြင့်ပြိုင်နေတဲ့ရှုံးထွက်ကွာတာအဆင့်ကိုပုံမှန်ရောက်တဲ့2004မှာချန်ပီယံတော်ဖြစ်ဘူးတာဒါပေမဲ့ဒီပွဲမှာအင်တာမိုင်ယာမီကိုသူတို့ပထမပိုင်းမှာလည်းတော်တော်ကောင်းနေပြပေါ်တူကချန်စီအများကြီးခရီးလုပ်တယ်သူတို့ပွဲကိုထိန်းချုပ်ထားတယ်နောက်သေးလုံးကပွဲကိုဘလုံးကြိုက်ပြီးစုံမထားတဲ့ပုံစံတက် transition တွေကိုအဓိကအားကိုးတယ်ပေါ်တူဂါလည်း Fabio Vieira ရဲ့ through ball တွေတော်တော်များများကတိုက်စစ်ကစာမျိုးကိုအဓိကချပေးပြီးတော့သူ့ကိုအလုံးဝ Inter Miami ပဲမထိန်နိုင်ဘူး Inter Miami ရဲ့ဒီ club worker ရဲ့ပုံစံကဘာလဲဆိုတော့သူတို့ပြိုင်ဘက်တီနဲ့ရှင်သူတို့ pace ကိုလုံးဝမထိန်နိုင်ဘူး high pace ကိုမထိန်နိုင်တဲ့အချိန်မှာအဆုံးသတ်မှာသူတို့ penalty တွေပေးခံရတယ်ပထမပွဲတော့ကလည်း Sugovia ရဲ့မလုပ်တဲ့အပားကလည်း penalty ဒီပွဲကလည်းအခု ပနယ်တီထပ်ပေးရတဲ့ low allen ဒါပေမဲ့တော်တော်လေးတော့ကာဆိုးတော့ဗောလေ area တွေကိုဖြတ်ဝင်တဲ့အချိန်မှာ noel lan က6ခုတားမိလို့ဆိုပြီးတော့ vr ပြန်ကြည့်လို့ပနယ်တီပေးတယ်အိုက်ကနေမှဆင်း samuel twin လို့ inter inter miami show နေဒါပေမဲ့ဒုတိယပိုင်းမှာ marshall ကပထမပိုင်းပြီးကန်ဒီလောက်တည်းကနည်းနည်းလေးကောင်းလာတဲ့ကစားကွက်ကိုပို့ပြီးတော့ discipline ပို့ချတယ်ကွင့်လည်းပို့အလုပ်လုပ်တယ်ခန်းစစ်ကတိအသာကြီးပို့ကောင်းလာခဲ့တယ်အထူးဖြင့် free ရဲ့ falcon ရဲ့နောက်တစ်ဖက်က noel lan နဲ့ ဒီစူဒီဘယ်လိုပြောမလဲမာချယ်လိုဝေကန်တို့ရဲ့လေးယောက်တွေကတော်တော်ညိမ့်နေအဲ့မှာဥစတာရီကိုရှာရှာပါပါချန်တိတ်တော်မရဘူးပထမပိုင်းတည်းကမက်ဆီကဖွဲကို drive လုပ်နေတာသူတယောက်တည်းကမင်းသူကိုယ်တိုင်လည်းဘောလုံးလေးအပြတ်များတယ်ဒါပေမဲ့သူ down shot drive လုပ်နေတယ် Suarez ကတော့အမှန်တမ်းပြောရင်တော့နည်းနည်းတော့ကြာနေပြီဒါပေမဲ့ဒုတိယပိုင်းမှာ Inter Miami မှာဒီနေ့နီးပြမာရှီယာနိုကို credit ပေးရမယ့်အချက်ကကွင်းလယ်မှာလှုပ်အားအရန်ကောင်းတဲ့ ဘန်ကမင်ကာမတ်စကီကိုချက်တိတ်လေးကိုထည့်တာဒီချက်တိတ်လေးကကွင်းလေမှာတောင်းရှောင်းလာတာအင်တာမိုင်အမီကအဓိကအားလားယာနီဘရိုက်ဆိုလိုတကွဲလုံးပြေးနိုင်တဲ့သူအိုက်ကမတ်စကီလိုတကွဲလုံးပြေးနိုင်တဲ့သူတွေလိုအပ်တာဘာလို့ဘူးစကက်ကထိုင်ပြီးကစားမယ်ဂျန်နေ2ယောက်ကပြေးမယ်နှစ်ဆပြေးရဘာလို့အသက်ကြီးတဲ့ကစားသားတွေများတယ်ဒီနေ့မှရှာမှုဆုံးဖြတ်ချက်မှန်တယ်နောက်ဆူဂူဘီယာကလည်းတော်တော်လေးအလုံးလုံးတယ်အယွန်းတေကဒါဖေးစီကစားမဖြစ်တော့အင်တာမိုင်အမီဖရန့်3ကဘာပဲဖြစ်ဖြစ် သူရက်ဖြစ်တယ်ဒုတိယပိုင်းစာရုံပဲရှိသေးတယ်အင်တာပိုင်းမေကချီပါကိုရတယ် right back ကနေဒါဘယ်လိုပြောမလဲမာဆယ်လိုဝေကန်ပြီးတဲ့အလုံးကနေ now တစ်ဖက်ကဒီသူဂိုဘီယာတွင်းသွားတဲ့အလုံးကတော်တော်လေးကောင်းတယ် first time cross ကနေ time ပြီးဘန်ကနေပဲကန်သွားတာအဲ့ကနေမာဆယ်54မှာအင်တာမိုင်းမေ free kick ရတယ်အဲ့မတိုင်ခင်နေ့မက်ဆီတလုံး free kick ရသေးတယ်ခါဝေးဝေးကန်ပြီးတော့ white သွားပြီးပြီဒီဒီချိန်မှာတော့ free kick ကခိုင်း20 22ခိုင်း25ခိုင်းအတွင်းဆိုရင်အဲ့ဒါမက်ဆီရဲ့အဓိက position ပဲ မက်ဆီတို့ကစိတ်ချရတဲ့အနေထားကိုကိုအင်တာမိုင်အမီကအတွက်သူကလှလှပပကန်သွားတယ်ဒါကသူကစားမှာပွား68ချိန်မြောက် free kick တိုင်းရဲ့ကန်သွင်းတာဖြစ်တယ်အင်တာမိုင်အမီကစားပွဲမှာ9ချိန်မှာ free kick ကံတွေဒါအင်တာမိုင်အမီကစားမှာပွား62ပွဲကစားပြီးတော့ twin goal 90ပြည်ပြီးတော့ဒါ club world cup သမိုင်းမှာတော့ Sergio Ramos ပြီးရင်ဒုတိယအသက်အကြီးဆုံး goal သွင်းနိုင်တဲ့သူဖြစ်ပတ်တန်းဝင်တယ် အဲ့ဂိုးကပဲအင်တာမိုင်ယာမီကိုအနိုင်ကိုဖြစ်လာတယ်ဒီနေရာမှာဒါတော့မှဘွေပီကန်နေမှာဖာဖာဖီကိုအပါဝဲကစားမအချို့ရဲ့အပိုင် chance တွေမဝင်လို့ဒါပေမဲ့ Inter Miami ရဲ့ခံစစ်တော်တော်လေး solid ဖြစ်တယ်ဒီနေ့ဘွေတော်တော်လေးငြိမ်ခဲ့ပြီးတော့ဒါလက်ရှိဥရောပရဲ့ထိပ်သီး club ဖြစ်တဲ့ Porto ကိုနှစ်ဂိုးတကိုးနဲ့နိုင်တယ်ဘယ်သူကထင်ပါလဲမနေ့ကတော့ကလည်း Sorry club Ahila အသင်းက Real Madrid ကို ကိုမရှိတကူစီတေကန်ခဲ့တယ်အားလုံးကို surprise လုပ်သွားသလိုဒီနေ့ပွဲမှာလည်းဒီတိုင်းပဲ Inter Miami အမှန်တမ်းပြော Inter Miami က Messi ရောက်လာတဲ့အချိန်မှာတော်တော်ကိုဆိုးဝါးတဲ့ weakest team နဲ့အဆိုးဝါးဆုံးအသင်းမဲ့ဒီသင်းက step by step အခုကျွန်တော်မာရှီယာနိုကိုအမှန်တမ်းပြောကျွန်တော်ကမနစ်ကတတာမာတီနိုတော့မကြိုက်ဘူးဒါပေမဲ့မာရှီယာနိုကဘာလဲဆိုတော့ပထမပိုင်းပြီးဒုတိယပိုင်းဆိုသူကသူ့အသင်းကပိုကောင်းလာတယ်ပိုပိုမာလာတယ်အခုနောက်ပိုင်းပွဲတွေမှာကြည်လာနောက်တစ်ခုက ဒီအသင်းကဒါပြီးခဲ့တဲ့နှစ်တည်းလောက်ပွဲကိုမဆိုးမိုးထားနိုင်သည့်တိုင်အောင်သူတို့အသင်းကဘယ်လိုပြောမလဲဆိုတော့လူငယ်တွေလုံအောင်ကောင်းပြီးတော့စပြီးတော့သူ back to back ပွဲနှစ်ပွဲကိုပြတ်နိုင်တဲ့ပွဲကလည်းစပြီးတော့ momentum ပြန်ရသွားတယ်အဲ့ကနေမှစင်တာမန်အမေကအခု FIFA Club World Cup သူတမိုင်းတခြားပထမဆုံးချိန်ဝင်ခွင့်ရတယ်။လီယိုမက်ဆီကတော့ဒီနေ့တကူးသွင်းတဲ့အတွက် FIFA Club World Cup တမိုင်းမှာ6ဂိုးမြောက်သွင်းပြီးတော့ all time top goal ဆိုတာဖြစ်တာလေခရစ်ယာန်ရိုနယ်ဒိုနဲ့တကိုးပဲကွာပြီးတော့ဒါ Inter Miami ကိုအဖိုးတန်း၃မှတ်ရတယ်။နောက်ဆိုအစောပိုင်းပွဲတုန်းက Palmeiras က AR ကို၂ကိုးပြတ်နဲ့နိုင်လိုက်တဲ့အတွက်သူတို့နှစ်သိန်းက၄မှတ်စီရတယ်။နှစ်သိန်းသလုံးနောက်ဆင့်တက်ဖို့များတယ်။တကယ်လို့တေကန်ရင်တောင် Inter Miami ကဒုတိယတစ်ခုပဲ Inter Miami ကအဆုဒုတိယရရပဲဖြစ်ဖြစ်ပထမရရပဲဖြစ်ဖြစ် Paris Saint-Germain နဲ့ Atletico Madrid နဲ့ကမ်းပဲတေချာတော့အပွဲကြိုင်တဲ့သူတို့ကိုးပြတ်ရှုံးပါ quality ရန်ကွာတယ်။ဒါပေမဲ့ တပိပိနဲ့ကစားတာကောင်းတဲ့ interview ကိုကြည့်ခြင်းအဖြစ်သူတို့အသင်းဟာရန်ကြီးဆိုးွားတဲ့အခြေအနေကနေအပြောင်းလဲတစ်ခုကိုလုပ်နိုင်တဲ့ quality player တွေဝန်းရံတဲ့အခြေအနေကအခုအဓိကက interview မှာလော့မှာကခန်းစစ်ကိုတာတေချာစနေတကြပြင်သူတို့အသင်းရဲ့တံပြန်ကောင်တာဒီကတော်တော်လေးအားကောင်းတယ်ဆိုတော့ Messi ရဲ့ quality freaking နဲ့သူ Inter Miami အသင်းအဖိုးတန်း၃မှတ်တွေပို့တူကိုအနိုင်ယူပြီးရယူခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်